တွေ့နေကြောင်းနဲ့နေလို့အမှထားတာအဲ့ကလေးလေးကမနေ့ကပို့ချင်မှချင်းတွေ့မှာပါကလေးကတိတိဖြောင်ဖြောင်လေးမနေ့ကညမှသူရိုက်ခံရတယ်ဆိုသူ့မိကဖုန်းဆက်တာဖုန်းဆက်တာကြည့်လို့သူ့ခင်းနဲ့မိကပညာရေးမှုရုံးကိုတွားဆိုင်နေတယ်ဆရာမလည်းလက်ခံသွားမလို့ဆိုတော့ကိုကပြောတာတွားဆိုင်နေတယ်ဆိုဘာပဲပြောပြောတိုင်ခိုင်းတဲ့ဆရာမမှလည်းမကောင်းဘူးပြီးတော့မှအစ်စ်ကလည်းကြုံလို့မရဘူးကွာဘာပဲပြောပြောဖြစ်ပြီဆိုရင်အုတ်ထဲလူဖြစ်တဲ့ကြောင်းကိုရင်သွားတွေ့ရမယ်ကွယ်အဲ့ဒါကြောင့်မလို့ဟုတ်ပြီမတွားနဲ့ငါနဲ့ဆရာကလိုက်ခင်မယ်ကြောင်းကိုရင်သွားတွေ့ပြီးမယ်အဲ့လိုမျိုးအကြောက်ကိုတွေ့တာတွေ့တော့ဆရာမကြီးကဖြစ်ရတဲ့ပြဿနာတော့မပြောပြမယ်ဒီနေ့ဖြစ်ခဲ့တာကြီးပြောပြမယ် အဲ့ဒီဆရာမကြီးကနေ့လည်းနှစ်နာရီတန်းချိန်မနက်တော့ပြောတာကခလေးကိုအဲ့လောက်ရိုက်လိုက်တယ်။ပါလဲရောင်နေတယ်။ခြေတော့မှလည်းအနုကွက်ကတလောက်။ဆင်းလိုက်လေရိုက်ချလာတစ်ဖက်ပုံ၅ချက်၆ချက်။အဲ့တော့မနက်ပြောတာကတခါလဲခေါ်ပြီးအဲ့ဆရာမကိုကောင်းကောင်းမွန်မွန်ဆရာမကြီးကျမကိုခိုက်ပြပါပါညာနဲ့ကောင်းကောင်းမွန်မွန်ခေါ်ပြီးဆိုတော့သူကနေ့လည်းနှစ်နာရီတည်း။ဟုတ်ပြီနေ့လည်းနေ့လိုက်ဆိုလည်းမင်းတို့ပြန်ထွက်လာတယ် AC ပဲ။အဲ့မဲ့ပြန်စင်းစားတာနေ့လည်းနေ့လိုက်မှာပြန်ရှင်းပြမဲ့ကိစ္စပါ။ဒီမှာသူ့ဆရာမကိုခေါ်မဲ့ကိစ္စမှာဒီကလေးကိုကျွန်တော်မနေ့ကထောင်းချင်တယ် မှာအတိုင်းဆရာမကအားလုံးပဲမင်္ဂလာပါဒီကနေမှာတော့မြောင်းမြအထက6ဖြစ်စင်မှာကျူးလွန်သူအမျိုးသမီးဘက်ကနေတရားမျှတမှုရရှိရေးကျောင်းအုပ်ကြီးနဲ့အတန်းပိုင်ဆရာမတို့ထံမှာတွားရောက်တိုင်ကြားခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ဘုရားကုပြေဆန္ဒကြပါစေ ပြပြမယ်နော်မနက်မနေ့ကပုတ်ကျင်လာလေညာရီမချိုးစက်တနာရောက်မှနာပြီးမေးကြရောဘယ်ကြောင်မှလဲဘယ်ကြောင်မှလဲပေါ့နော်အဲ့ဒါကိုပြပြမယ်ဘယ်ကြောင်မှလဲဆိုတော့ဟိုကတော့ဆရာမရဲ့ကို respect ထားလိုက်တာနော်ခုညီမလည်းကြောင်းဆရာမကိုကိုတိုင်းလည်းစာတင်လဲဘူးကွာကြောင်းဆရာမတော့မဟုတ်ပါတော့ကိုက institution တင်နေဆရာမပြီးတော့ဘာကကြောင်းမှလဲစာတင်ခဲ့လို့ကိုကောင်းကောင်းနားလေတယ်ကလေးတော်ကိုဘယ်လိုရိုက်တင်လဲဘယ်လိုဆုံးမတင်လဲဆိုကိုနားလေတယ်လို့ပါမင်းနဲ့ဆရာမကြီးကိုချက်ပုံနားလေတင်တယ်ဘာဖြစ်လဲဆိုတော့သူတို့တွေကအเจ้าနေမှာ chain ဘောနော်ကလေးနဲ့ပတ်သက်တဲ့ စိတ်ပညာသူတို့တင်ခဲ့ရပြီသားအဲ့တော့ဖြစ်တော့ဒီလိုဒီလိုကတော့ရှင်းမှာနော်စိတ်ရှင်းမှာကြည့်ပြောပြမှာဟုတ်အဲ့ခါရတဲ့ကလေးလာပြဝန်ဆိုတာကမနေ့ရက်ဝိသသမီးဆိုလဲဟုတ်တယ်စေမကင်းမျိုးမကင်းဆိုလဲဟုတ်တယ်နော်ဘလောင်မလေးမနေ့မှဒီမှာနေတာတောင်းမဖြစ်ခင်၃ရက်နေ့ကြောင်းတက်မယ်ဆိုနေ့ရက်နေ့မှာမနေ့ကနေသူ့အိမ်ကိုသွားတာသူ့အိမ်နဲ့ကြောင်းနဲ့ညီလိုအမှထားတာအဲ့ကလေးလေးကမနေ့ရက်ပို့တင်မှာချင်းတွေ့မှာပါကလေးကတိတိကျကျလေးမနေ့ကညမှာသူရိုက်ခံရတယ်ဆိုသူ့မိကဖုန်းဆက်တာဖုန်းဆက်တာကြည့်လို့သူ့ပြင်းနေမိကပညာရေးမှုရုံးကိုသွားဆိုင်နေတယ် 咸马的，那咸庄子都是瓜掉了，庄边的都是拍白雕雕。但你看那咸妈妈的刚，对嘛？咸庄都叫路名啊，瓜拍白雕雕，基本上农村都晓得张国英家对样的，可以。哎，张妈妈好皮，不庄的，那现在来见。张国英家对样的，那不是在张国英对的。那对了，咸马酱，现在这个忙了嘛？不要呢，今天天天拿一个讲。哎，咸马酱，那个能拿一点吃什么点肉标要了嘛？可那个老家在玉，把嘞酱那知道吗？嘛嘞很多个不老。现在有点钱嘛，就。 ာကြီးဒီမှာဖတ်ကြည့်ပါပါညာလည်းကောင်းပုံပဲခေါ်ပြီးဆိုတော့သူကနှစ်တန်းနာကြီးတဲ့ဟုတ်ပြီနှစ်တန်းနာကြီးဆိုလည်းမင်းတို့ပြန်ထွက်လာတယ် AC ပဲဒါမှပြန်စစ်စားနှစ်တန်းနာကြီးမှာပြန်ရှင်းပြမဲ့ကိစ္စပါသူကသူ့ဆရာမကိုခေါ်မဲ့ကိစ္စမှာဒီကလေးကိုကျောင်းမှာမနေမှထားခြင်းလားဟုတ်တယ်နော်ဒီကလေးကိုမနေမှထားခြင်းလားဖြစ်တဲ့တက်တနာကိုလည်းဆရာမကြီးကသူမသိသေးဘူးလို့ပြောတယ်အဲ့တော့မနေမှထားခြင်းလားအဲ့ကြောင့်မနေကလေးပြန်ပေါ်လိုက်ပြန်ပေါ်ပြီးကလေးကိုမနေတော့ပေါ်လိုက်တဲ့အချိန်မှာအတန်းလိုက်ဆရာမကအဲ့တော့တမန်ဆရာမမနေမတွေ့ဘူးမတွေ့တော့တမန်ဆရာမကိုလည်းမေးမှမနေခနဲ့ချောင်းချက်ချင်မှာဆရာမအနောက်ကနေဝင်လာပြီးတော့ဒီမှာဒီမှာတဲ့ မနေ့ကမှဖြစ်တဲ့ပြဿနာကတတောင်းတတိရှိတဲ့ဘာညာနဲ့မနေ့ကလက်ညှိုးလေးထိုးပြီးអော်យော်អော်ရခါကျတော့မနေ့ကတော့မပြောဘာလို့ဆိုအဲ့ဆီယမ်မလေးအခုမှ20ကျော်ကွာမနေ့က50လားကန်နေပြီမနေ့မွေးမနေ့သမီးလောက်ရှိတယ်အဲ့တော့မနေ့ပြောတာလက်ခါလိုက်တယ်ဆီယမ်မကျွန်မဆီယမ်မကိုဒီပြဿနာနဲ့ပတ်သက်ပြီးဘာမှလာပြောတာမဟုတ်ဘူးကျွန်မကကလေးကိုပဲပြန်လာခေါ်တာပါလို့မနေ့အဲ့လိုပြောလိုက်တယ်ပြောရင်မနေ့ကလေးကိုပြန်ခေါ်လိုက်ချင်တာចောင်းကြီးကအဲ့ဒီအခန်းရှိတီလိုက်လာပြီးတော့မှအဲ့တော့ဖြစ်နေတာဆိုရင်လည်းနေ့လည်းမှခေါ်မယ်ဆိုတာကိုဖြစ်နေတာဆိုအခုချင်းချင်းရှင်းပြမယ်ဆိုရင်ရှင်းပြလိုက်တာ အဲ့တော့မနေ့တော့ရှင်းကြပြကြတယ်ပေါ့နော်ဆင်မလေးကငယ်လေးတယ်ကွယ်တကယ်ငယ်လေးတယ်ငယ်လေးတော့ तू ကအရင်ဆုံးဖို့လေးဒီလားလုံးဝဒေါနာထွက်တယ်ဒေါနာထွက်မှာပေါ့သူ့အနေနဲ့လဲ तू ចောင်းသားရိုက်တာဒီလိုလာရှင်းတာကောင်းလားဆို तू ဖြစ်မှာပဲပြီးတော့ तू ကဆီယမចောက်ကြီးရဲ့အရင်အကူရတယ်လက်ထောက်ချင်မလို့လဲအများပြောကြတယ်မနေ့မသိပါဘူးအဲ့တောင်းအဲ့မှာ तू ကဘယ်လိုပြောလာလဲဆိုတော့မဆိုင်နိုင်ပါပါလိုက်ဟွန်းမနေ့ကပေါ့အဲ့ဒီចောင်းသားဆီယမကြောက်ကိုညိုင်းမချုံမနေ့ဟုတ်ချက်တိုင်းနေပေါ့ तू ဗီဒီယိုရောပြောလာလေရောတိုက်တယ်ဆို तू ကတခုတခုတူထုတ်ပြောလာရှင်မှာအဲမနေ့ပြောလိုက်တာဆီယမကဆီယမတို့ပြောပြီးသူ့ကျမပြောမယ်နော် 可能伢把我变走了，先把把眼给他了。就这它弄些毛干净，他变多了睫毛没，它会睁眼定焦又大了 နင်မင်းမဆောက်တော့ပြန်ပြောမှမဖြစ်ဘူးပြန်ပြောလို့ဆင်မကြိုက်လိုက်တယ်ဆိုလည်းလေးငါချက်ဆိုင်ပြီးမင်းပြန်ပြီးမှ pocket ထွင်းနေအုတ်ကြီးမပြလာမှာပေါ့ဆင်မရေဘာဖြစ်လို့အဲ့ဒါကြီးကြွဲရွံ့ရွံ့ရက်ရက်တာတော့ကျမတို့အဲ့ဒါလေးနဲ့လာမေးတာပါလို့အဲ့ဒါပြောတဲ့ပြောမြားငါကမလဲသူ့သူ့ခါသူ့ပါနော်ငါခါမလို့ဆိုတော့ကျမတို့လည်းခဏမှဗီဒီယိုပေါ်ပြောတာလည်းဖုန်းဆက်ပြီးတိုင်နေပါနဲ့သူကပြောလာတော့မင်းကပြောတာဟုတ်ပြီဆင်မရဲ့အကြောင်းကိုကျမကဖုန်းဆက်ဘူးကျမညီမလည်းကြောက်ဘူးဒါနဲ့အဲ့ဒါကိုတိတိကျကျမကြည့် ဖုံးမဆက်ခဲ့ဘူး။ကျမကိုယ်တိုင်ကမနေ့ကထားလာတာဖြစ်တယ်။အဲ့တော့ဆီယမကိုကျမကဖုံးဆက်တိုင်တယ်လို့ပြောရင်အဲ့ဒီဆီယမကိုဖောက်ခဲ့ပါ။ကျမနဲ့ရှင်းပါမယ်။အဲ့ဒီဆီယမကိုကျမဖုံးဆက်ပြီးတိုင်တယ်ဆိုရင်ကျမဆီယမကိုတောင်းပန်ပါမယ်။ အဲဘာဖြစ်လဲဆိုတော့ကျမဖုန်းမဆက်ဖြစ်ဘူးဆရာမရဲ့နာမည်လည်းကျမမသိဘူးဆရာမရဲ့ဖုန်းနံပါတ်လည်းကျမမသိဘူးဆရာမပြအကြောင်းအကြည့်ရဖုန်းနံပါတ်လည်းကျမမသိဘူးလို့အဲ့လိုပြောတယ်မှသူကရတယ်တဲ့ကျမကကျမရှင်းလိုက်မယ်တဲ့ဆရာမကလို့အဲ့လိုမပြောနဲ့ကျမကလေးကိုမန်နဲ့အတိုင်းပဲကြိုက်တယ်ကျမကပြောရင်ကျမကရေဆုံးနေဆုံးလိုက်ရှင်းတဲ့အခုဆရာမကျမဖုန်းမဆက်ပဲဆက်တယ်လို့ဆရာမပြောတဲ့အတွက်အဲ့ဒီဆရာမကိုခေါ်ခဲ့ပါကျမရှင်းတယ်ကျမမားတယ်ဆိုအခုကျမတောင်းမယ်မယ်နော်လို့ဆရာမမားတယ်ဆိုဆရာမတောင်းမယ်ဆိုမှကျမကကျမရှင်းမယ်ဆိုသူထွက်သွားလိုက်တယ်ထွက်သွားပြီးတော့သူပြန်လာတယ်ဆရာမပြန်လာပြီးတော့သူကလာပြောလဲဆိုတော့ ျမဆက်တာမဟုတ်ဘူးလေမနေ့ဆက်တာမဟုတ်ဘူးလေဆက်တဲ့လူကတော့ဘူးဆိုလားမသိပါဘူးတော့ပါအေးအေးဆန်းဆိုလားဆန်းဆန်းအေးဆိုလားဒီအဲ့လူကဆက်တာအဲ့ဒါဆိုရင်ကျမမဆက်ဘဲနဲ့ကျမဘာလို့ကျမအောင်ရန်လုပ်တာလဲလို့အဲ့တော့ဒီပြဿနာရဲ့စဉ်းမြစ်ကိုကျမပြောပြနားမြင့်ဝန်ဆိုတာကအိမ်မှာခေါ်ထားတဲ့တမိလို့ခေါ်ထားတဲ့ကလေးမနေ့ရဲ့ဗီဒီယိုဒီမှာပါတက်တယ်ခေါ်ထားတဲ့ကလေးကိုဒီကလေးကသူ့ရဲ့အတန်းမှာနေတာအတန်းမှာနေတဲ့ဥစ္စာကိုတခြားအတန်းကကလေးကသူ့ပြီကိုလာတာလာတော့သူ့ဘလို့ပြောလဲဆိုတော့နားမြင့်ဝန်တဲ့နေတာတဲ့နေရာကြီးသုံးတာကိုတဲ့ ိမ်မှာသူများအိမ်မှာကျွန်းသွားလို့တဲ့။တော့ကားလို့ကဲအိမ်ခေါ်သွားလို့ကဲအဲ့ဒီအင်္ဂါကလေးတွေကလည်းနှစ်ရက်ပေါင်းပြီးတော့ဆက်ချွတ်ကြတယ်တဲ့။ဟောကျွန်းသွားလို့တယ်ဘာလို့ပြောတော့လက်ဒီဘုံကမနေ့ကဒီမာရီယာရှင်းတာငါကျွန်းသွားလို့တာမဟုတ်ဘူး။ငါအလုပ်ကားလို့ကလည်းမဟုတ်ဘူး။အဲ့ဒါငါဆရာမအိမ်။ငါဆရာမနဲ့တွားနေတာတောင်ပိတ်တော့ပြီးတော့အဲ့ဒီအိမ်မှာကလေးတွေကလည်းတယောက်မှမရှိဘူး။ငါတယောက်ပဲရှိတာ။ငါ့ကိုလည်းဘယ်သူမှပေါင်းပြီးမချွတ်ဘူးလို့လက်ဒီဘုံကပြန်ပြောတယ်တဲ့။ဒါက လက်ပြုံကိုပြောတော့ဗမနဲ့နားထောင်ခင်ဗျာမနဲ့ပြောတဲ့စကားကတစ်ဖက်တည်းဖြစ်မယ်အခုကကကြောင်းပါအဲ့ဒီသူ့ကိုအဲ့လိုနာပြောတဲ့ကလေးကိုပါခေါ်ပြီးမှညနေချင်းလိုက်ရှင်းလိုက်လို့နှစ်ခုနှစ်ဖက်ပြောတဲ့စကားအဲ့လိုပြောတော့လက်ပြုံကညင်းတာညင်းတဲ့ခါကျတော့တခါသူကတမြင်ချင်းတွေဝါပြီးသူ့အဲ့လိုပြောကြတာပေါ့ဟိုကောင်မလေးစကားလိုက်ပြီးမှသူကစိတ်ဆိုးပြီးခုံကိုထုချလိုက်တာထုလိုက်တော့ပဲကြောင်းကခုံကဒီလိုနှစ်ချမ်းဆက်ထားတဲ့ခါကျတော့ထုလိုက်တော့ဟထွားမှာပေါ့ပွဲတော့မတော့ဟထွားမှာဟထွားပြီးတော့လက်ပြုံကလည်းခုံကိုထုလိုက်တော့အကုန်လုံးကညင်ပြီးထွက်သွားကြတယ်တဲ့အဲ့ဒါနဲ့သူကသူ့ရဲ့ဒီတခြားတန်းကလည်းပါသူ့လာပြောတဲ့ကောင်မလေးအတန်းနိုင်ချမ်းပါသူကသွားတိုက် ကျမတဲ့ကျမတန်းကားတဲ့ကောင်မလေးကတမီးကိုဒီလိုဒီလိုလာပြောတယ်တမီးကဒီညကြီးမှာကျွန်းသွားလို့တာမဟုတ်ဘဲနဲ့တမီးကိုကျွန်းသွားလို့တယ်လို့ပြောတယ်ဘာညာတော့တိုင်တော့အဲ့ဒီဆရာမလည်းပြောလိုက်တယ်တဲ့နင့်ဆရာမနာမနင်တန်ကြီးလို့ပြောလိုက်တော့သူကလည်းအခဏမှပြန်လာထိုင်နေလို့သူ့အတန်းမှဆရာမခဏကဟိုဘယ်လိုလဲသူ့ရဲ့အတန်းမှဆရာမကလာပြီးတော့မှလက်ပြေဖို့နင်လာတယ်နင်မလို့ခုန်ထုတာလဲလို့ပြောတော့လက်ပြေဖို့ကလည်းစိတ်တိုးလို့ထုတယ်လို့ပြောလိုက်တယ်တဲ့အဲပြောတဲ့အချိန်မှာဒီမှာရှင့်လို့မထည့်လိုက်ဘူးတဲ့တမီးစိတ်တိုးလို့ထုတယ်ပေါ့အဲ့လိုကြမှာမပေါ့အေးတနေ့ကထုကြလားဆိုကလေးကိုရိုက်တာခြေထောက်မှလည်းရိုက်ထားတယ်မနေ့မပြောသေးဘူးဆရာမမဟုတ်တမီးပြောအောင်မယ်လို့ပြောမှလိမ့်မယ်ကလေးက နာလာပြီလေသူပြောမှာအဲ့ခါအီယာဝရီတိုင်းဒေသကြီးမြောင်းမြမြို့တွင်ပြီးခဲ့သည့်ဖေဖော်ဝါရီလ22ရက်ကဖြစ်ပွားခဲ့သောအထက6ကျောင်းမှကျောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင်းသည့်အပေါ်နစ်နာသူထံပြန်လည်တောင်းပန်ရန်နှင့်ကျူးလွန်သူများအားကျောင်းပြောင်းပေးမှသာကြေးပေးမည်ဖြစ်ကြောင်းဖြစ်စဉ်နှင့်ပတ်သက်၍တရှိသူတဦးကပြောသည်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လက်ရှိလူမှုကွန်ရက်တွင်ရုပ်တံဖိုင်ထွက်ပေါ်နေလျက်ရှိရာမြောင်းမြမြို့အထက6မှကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ရာတွင်ပားရိုက်ခြင်းနှင့်ဒူးထောက်တောင်းပန်ကထိုင်ကြော့ခိုင်းသည့်ကိစ္စသည်လူအများအကြားဝေဖန်မှုများမြင့်တက်နေလျက်ရှိသည်။နစ်နာသူចောင်းသူ၏မိသားစုဝင်များကအနိုင်ကျင့်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍မြောင်းမြခရိုင်ပညာရေးမှူးမြောင်းမြမြို့နယ်ပညာရေးမှူးနှင့်အထက်က6ចောင်းအုပ်ဆရာမကြီးတို့ထံတိုင်ကြားခဲ့ကြောင်းသိရသည်။ထို့နောက်လာရောက်ဖြစ်ရှင်းရာတွင်ကျူးလွန်သူများအားခံဝင်လက်မှတ်ထိုးခိုင်းကာ။ဆယ်လေးရဲចောင်းသားသည့်ပြစ်ဒဏ်သာပေးခဲ့သည့်အပေါ် ထိရောက်သည့်အရေးယူမှုမဖြစ်ခဲ့ကြောင်းဖြစ်စဉ်နှင့်ပတ်သက်၍တရှိသူတဦးကဆိုသည်ဖြစ်စဉ်နှင့်ပတ်သက်ပြီးတော့ကျောင်းဆရာမကြီးနှင့်ပညာရေးမှူးကခံဝန်ထိုးခိုင်းပြီးတော့မှအဲ့ဒီကလေးတွေကိုကျောင်းနှင့်ပတ်နာခိုင်းပြီးတော့စာမေးပွဲပြန်ဖြေ နောက်ပြီးဒီเจ้าမှာပဲပြန်ပြီးတော့လက်ခံထားရဲဆိုတာသူတို့ဘက်ကအေးယူမှုကတအားအားနဲ့တာပေါ့ထီရောက်တဲ့အေးယူမှုမဖြစ်ဘူးပေါ့အဲ့ဒီတော့ဒီကလေးမလေးကเจ้าဆက်မတက်ရဲတော့ဘူးပေါ့သူကပဲနှစ်နာစိတ်တန်ရလဲရပညာရေးပိုင်းမှာလဲအတန်းနှစ်နာဆိုတော့နှစ်နာပြီးရင်နှစ်နာဖြစ်နေတာဆိုလို့လေကျူးလွန်တဲ့သူတွေကတော့ခေါင်းမော်ပြီးကြောင်တက်နေတာဆိုတော့အဲ့ဒါမျိုးတွေကမဖြစ်သင့်ဘူးလေဟုအထက်ပါတရင်ရင်မြစ်ကပြောသည် တော့လေအဲ့လိုပြန်ပြောရကောင်းလားဆိုကလေးကိုပကြိုက်လိုက်တယ်တစ်ချက်တည်းမဟုတ်ဘူးနော်တစ်ချက်တည်းဆိုဒီနားတစ်ချက်ရအောင်အခုကဒီနားလည်းရအောင်လေဒီနားလည်းရအောင်တစ်ချက်တည်းမကားလို့ရအောင်အဲ့တော့မနေ့ကအနေနဲ့ကဟုတ်ပြီဒီကလေးကိုရိုက်တာမနေ့မပြောဘူး तू အပြစ်ရှိလို့ရိုက်တာရိုက်ဒါပေမဲ့ဘာဖြစ်လို့အလားတူညုံမဲအောင်ရိုက်တာလဲဘာဖြစ်လို့ပါအောင်ရိုက်တာအမှန်ဆိုလို့ရှိရင်ဆရာမတစ်ယောက်အနေနဲ့ကနေရမယ်နေမှာလို့ဒီလိုခုံခုံထူရလေဒီလိုဒီလိုဖြစ်တယ်ဆရာမအဲ့တော့ကိုကြောင်းနေနဲ့ဒီလိုမျက်နှာချင်းနိုင်ရှင်းရမယ်မဟုတ်ဘူးလားအဲ့လိုတော့ပြောတဲ့အခါကျတော့ဆရာမကြီးကဘယ်လိုပြောလဲဆိုဆရာမအမတို့နားရအောင်ကျွန်မပြောပြမယ်လို့ကျွန်မတို့မှာကြောင်းနေ

ရှမကြီးကျမပြည်ပြည်လည်းပဲပြောတာအဲ့လိုပြောပြီးတော့သူ့ရှာမလေးရောက်လာကြတော့တကယ်ရန်တွေ့ရတော့သူ့ရှာမဖြစ်နေရှမကြီးမြင်နေတော့လို့ကျမရန်မတွေ့ဘူးနော်လို့ရှမကြီးရဲ့လက်ခောက်ကကျမကိုဘာမှဆောင်မနေရန်လူလူပြောနေတယ်အဲ့တော့ကျမပြောတာရှာမလို့ကျမစီတမနဲ့ပြောတာရှာမကကျမမင်းကျမတမီးတော့အွယ်ပဲရှိတယ်ကျမတို့ကအပြင်ကျမကထောက်အချင်းတမ်းမရှိဘူးကျမတို့ကအနာကျရှိတယ်နော်လို့ကျမတို့ကရှာမကို respect ထားလို့ကျမဒီကိစ္စကို లై ဖို့ပြန်လိုက်တယ်ဒါပေမဲ့အကြောင်းနာမည်လည်းကျမမထည့်ဘူးကျမနာမည်လည်းမထည့်ဘူးကျမက respect ထားလိုက်တာညီမချင်းကိုချင်းစားလိုက်တာလို့ ုကြတော့ဆင်မကကျမညာလို့လဲဆင်မစဉ်းစားကြည့်ဒီဟာကဆင်မရဲ့သားသမီးပဲဒီကလေးကဆင်မကြောင်းမှနေလားသူကလူကြားထဲမှာနေဖင်ချုပ်ခံရတယ်နေကြောခံရတယ်ဆိုပြီးအချက်ခွဲခံရလို့သူဒေါ်လာပြီခုံထုတ်လိုက်လို့သူဒေါ်လာဖွင့်နေချိန်မှာဆင်မကမေမေမြန်းမြန်းနဲ့မိမလို့ခုံထုတ်တာလဲဆိုပြီးရိုက်လိုက်ရင်သူလည်းဒေါ်လာပြီဆင်မကိုပြန်ပြောမိမှာပဲဆင်မတော့မှကျမဒီကလေးကိုရရကောင်းလားကျမလာမေးတဲ့အချိန်မှာဆင်မတော့ကျမကိုရန်ပြူးလို့ပြောနေသေးတယ်လေလို့ဒီကလေးကတော့ဆင်မကိုနေမဲမဆပြောတာမဟုတ်တော့တတိစိတ်ကြုံလို့ထုတ်တာ ဒီနောက်တော့သူပြောမိမှာပဲဆရာမအဲ့ဒီတော့လို့ဆရာမရိုက်တယ်လို့ငါချက်တော့ဆရာမရဲ့ပြီးမင်းခုံထုတယ်ကြောင်းပြူပိုင်ဖာနာပြည့်စီပြည့်စီရတယ်မင်းမိမခေါ်ခဲ့ကျမတို့ခေါ်လာမယ်ကျမတို့မှာကျမတို့ထက်ပိုပြီးကလေးကြောင်းနားလည်ရမယ်ကျမတို့မှာကလေးစစ်ပညာတင်ထားရတယ်လေအဲ့လိုပြောတော့ကြောင်းကြီးကဟုတ်ပြီတဲ့ကျမလူပါတယ်တဲ့ကျမမားပါတယ်တဲ့သူကပြောတာ तू तू ကဘယ်လောက်ထိပြောလဲဆိုတော့ तू မားကြီးထိုင်ပြီးတော့တောင်းမယ်လေတဲ့အဲ့လိုပြောအဲ့ဒါမနဲ့ပြောတာမနဲ့မောင်းပါလေလေမို့သူကမနဲ့ကအပြစ်မဇေယောင်းစားတဲ့လူမနဲ့ကြီးလက်စက်နှမ်းရှိတဲ့မိန်းမလည်းမို့တစ်ချိန်လည်းမို့တစ်ချိန်လည်းမို့မနဲ့မှာအာမန်တူတူစကူလို့ဝင်နေသူလည်းရပါတယ် ဆင်မလို့အဲ့လိုပြောပါလေဆင်မကအနန္တနန္ဒငါးပါးခိုက်ရလေကျမကခတိကိုအဲ့လိုဒီမရိုက်တိမှုလို့ပဲကျမလာပြောတာလို့ကျမဒီကိစ္စကိုခေါ်ပြီးဆွေးနွေးပေးပါလို့ပဲကျမလာပြောတော့ချက်ချင်းမခေါ်ပြီးရတော့ဆင်မတို့လာတာပေါ့လို့ကျမကကျမတို့အချင်းဆွဲလိုက်တယ်လေနေ့လယ်တနာကြီးပေါ့ကျမချင်းဆွဲတာမဟုတ်ဘူးလေကျမတို့အလုပ်များတယ်ကျမတိတယ်ကျမအလုပ်များတာကျမတို့ဖြစ်ကြောင်းနေဘလောက်အလုပ်များလဲကျမတိတယ်ကျောင်းသားတွေရမ်းများတယ်ဒါပေမဲ့ကျမကကျောင်းသားမိဘကိုတကယ်အလေးထားချင်းဒီကိစ္စကရိုက်ရုံဖြစ်တယ်ဆိုရင်ကျမဒီကလေးကိုခေါ်ကျောင်းသားဆရာမကိုလည်းခေါ်သူနဲ့ပြဿနာဖြစ်တဲ့ကလေးကိုလည်းခေါ်ပြီးမှဆရာမရှင်းပြရမယ်ဒါပေမဲ့ဆရာမကကိုယ့်ရဲ့လက်ထောက်ကို စိတ်နာပူလိုက်တယ်။ကျောင်းမမီးပေါ့အောင်ဒီမထောင်းလိုက်ဘူး။အဲ့လိုဆရာမလုပ်လိုက်တဲ့ဖက်ကျမတို့ကကလေးကိုကျောင်းကနေခေါ်ပြန်မယ်ဆိုတဲ့အစီအစီဖြစ်သွားရတယ်လို့။ဒါနဲ့ကျမလည်းကျမပြောလာမှလားရှင်တောင်းမှန်ပါတယ်လို့ကျမကျမလည်းစိတ်ကမှမဆိုးပါနဲ့ဒါကျမတို့နှုတ်နှစ်ကလေးနားလည်းမလွယ်တဲ့ကိစ္စပါလို့ပြောလိုက်တော့မှသူကအဲ့ဒီဆရာမကြီးကလာပြေဝင်နေဖြစ်တဲ့ကလေးကျောင်းကျောင်းလူတော့ပေါ့ခိုင်းမှာမေးတော့လားမေးတော့မှလာပြေဝင်ပြောတဲ့အချိန်မှာသူကလာပြေဝင်ကိုပြောခဲ့တယ်တဲ့အဲ့ဒီလိုအဲ့ဒီလိုအဲ့လိုပြောလိုက်တော့လာပြေဝင်ကမလုပ်လဲလို့ပြောတော့လာပြေဝင်ကစိတ်ကိုခုန်ထုတ်လိုက်တယ်တဲ့အဲ့ဒီအခါကျမှကိစ္စအမှန်ပေါ့လား စနိုင်ငံသူမနဲ့လို့အဲ့လိုရှင်းပြလိုက်ပြီးပြီအဲ့တော့မနဲ့ကပြောတာဆရာမရေအတန်းကြောင်းပြမယ်ဆိုလေလပြေကမကြောင်းရှင်ဘူးတဲ့နော်သူများမိပါလားဆိုရင်လေတီတက်မှာဆက်ထားရင်ငါတို့ကလေးကိုညှို့မှာထိုးတယ်ပါညာဆိုပြီးမှဆရာမကိုနင်ပဲမစပြောပြီးအခန်းကြောင်းမှာကလေးမကြောင်းရှင်ဘူးဆိုမနဲ့လိုအတိုင်းထားလိုက်တယ်ပြပြလေးလေးပဲပြောခဲ့တယ်ဆရာမကျမတမီးလေးရလေအခုဆရာမတို့ရှင်မှာရအောင်ဆရာမတမီးဖြစ်သွားဆရာမတို့ကောက်ွယ်ပေးရမယ့်တာဝန်ရှိတယ်။အခုသူများတက်ကကလေးရသူတို့ live မှာကျွန်တော်ဘာညာပြောတယ်ဖင်ချွတ်ခံရတယ်လာပြောတော့ဆရာမကမမေးမမြတ်မှာကောက်ွယ်ပေးပဲနဲ့ဆရာမအနောက်ကြီးရိုက်လိုက်တယ်ခုံလေးထုတ်လိုက်တယ်ဆိုတာဖြစ်နေတယ် မပြောတဲ့တည်းကခုံပြတ်သွားရင်ဆရာမရဲ့အစ်စ်ဆိုလည်းဝေပေးနိုင်ဝေပေးမယ်မဝေပေးနိုင်လည်းမနဲ့လို့ပြုတ်ပြေးပေးမှာပေါ့ဆရာမကိုတားသမီးကိုအရင်မကဘဲနဲ့ဘာဖြစ်လို့ဆရာမအဲ့လိုထိရိုက်တာလို့အဲ့လိုပြောမှအမှန်တော့ဒီမနဲ့ကသူ့ကြောင်းကိုဖုန်းလဲမဆက်ဘူးတန်နဲ့မတိုင်ဘူးသူ့ဗီဒီယိုကိုပြောနေလို့လည်းမနဲ့မပြောဘူးသူ့ထားတာသူလည်းကျမဗီဒီယိုကိုပြောတယ်လို့လည်းပြောတယ်ဘာသာသူ့ပြောလာတာမနဲ့ကလေသူ့ဗီဒီယိုကိုပြောမှလည်းမနဲ့မသိဘူးငင်းလည်းမငင်းဘူးအဲ့ဆရာမဘာလို့နေလဲလဲကိုမသိဘူးကိုပြောမှလည်းအဲ့လိုငင်းလေးဖြစ်နေလဲမနဲ့မသိဘူးအဲ့တော့မနဲ့ပြောလိုက် တာကြောက်ဖြတ်ပူလေးကလေးများတဲ့တဘောပဲအခုအပြင်ကျောင်းနေဘလောက်ကျောင်းသားများလေးတွေ့တယ်မလားထိမ့်ဘူးလေဒါပေမဲ့တစ်ခါမှအမှတ်ပြီးကြွေးရိုက်သွားရက်ကလေးမရိုက်ဘူးရိုက်တယ်ဆိုရင်အဖြစ်ကိုတင်းရှာပြောရင်းမှာဟိုဖက်လက်လက်ပတ်ဆိုပြီးမှတိတိကျကျရိုက်တာအဲဒီနေ့တော့ကျောင်းကြီးကအဲ့ဒီလိုပြက်ကနာစားခဲ့တဲ့ကလေးမကိုခေါ်လိုက်တယ်သူငါချေရိုက်တယ်ကလေးရဲ့ခံရတဲ့ပြေပေါ်ရှင်ကမှမကောင်းဘူးဒါပေမဲ့ပြောပြပါမယ်အစနေကအဖြစ်ရှိအဖြစ်ရှိလို့အဲ့ဒီလိုရိုက်ရမှာဒီလိုမျိုးကြွေးရိုက်သွားရရတာမှမဟုတ်ဘူးလို့ဆရာမလေးမှအနာခက်ရှိတယ်နော်ဆရာမကျမရဲ့တမီးမှလည်းအနာခက်ရှိတယ်ကလေးကိုကျောင်းမပြောအောင်ကျွန်တော်တို့မလုပ်ရဘူး တစ်ခုခုဖြစ်လို့ကျမကနားလည်မှုနဲ့ဒီလိုပဲတန်းလာကျမလာအဆင်အဆင်တက်သွားရင်ကျမရဲ့အလားပြန်မနာမမဖြစ်သွားမယ်ဆရာမကျမစီတနာနဲ့ပြောတာမိဘတိုင်းမှာကျမလိုစိတ်မျိုးမဟုတ်ဘူးကျမကဒါကိုချင်းစာလို့ဒီလိုလာတွေ့တာကျမနေရာမှာတခြားမိဘပတ်စံအင်မတန်ချမ်းသာတဲ့မိဘတွေတက်စီမိတစ်စင်းအဆင်ကြော်ပြီးတက်ချသွားလိုက်ရင်ဆရာမရဲ့အနာဂတ်လေးဘလို့ဖြစ်သွားမယ်ထင်တာရောလို့မနဲ့လည်းပြောခဲ့ပါတယ်တတော်ကိုစိတ်ဆိုးလိုက်ဒီမှာဒီမှာတက်တယ်နဲ့တော့ကြာတော့လာဆက်လို့လို့မျက်ရည်ထွက်တာဒီကမှာအင်မတန်အမကြိုက်တာမျက်ရည်တွေတွက်ချတယ်တနဖိုင်းတော့ပွက်ဖို့အဲ့ဒါဖြစ်မှာတော့အဲ့ဒါပဲအမကလည်းတစ်ခါလေးပြောပြလိုက်ပြန်ရှင်းမကြတတ်လို့ နော်အဲ့ဒါပြောပြတာတော်တော်ကစိတ်ဆိုးတယ်အဲ့ဒါနဲ့မနှမ်းပြောပြအောင်မင်းလားကျမကလို့ကြောင်းနေမယ်မထဲဘူးနော်လို့အခုဆရာမကကြီးကဘယ်လိုပြောလဲဆိုတော့ဆရာမတဘောပဲအမတဘောလေအမမှာကြောင်းနေမယ်ချဲလေအမရဲ့ပြုတ်လက်ခွင်းနဲ့နာမည်ခေါ်လဲအမလွတ်လက်ခွင်းနဲ့အဲ့ဒါကြောင့်မင်းကမဲ့နေတော့ပြန်ပြီးလိုက်ဟုတ်တယ်လေဟာဆရာမရဲ့နားနေမှုနဲ့မထဲပါနဲ့ထားလိုက်ပါဆရာမရဲ့ပြရာပြီးကြောင်းအတိုင်းကြီးပဲထားလိုက်ပါပြပါစေလို့ပြောရင်မနဲ့မပြောမဖြေဘူးဘုသူမင်းမေးပဲကြောက်လို့မနဲ့မဖြေအခုတူကမဆရာမရဲ့လွတ်လပ်ခွင့်နေတယ်ဆရာမပါဆရာမလည်းကြောက်နေမှာချက်ချင်နေမထက်ချင်နေဆိုမှတော့မေးလိုက်တယ်လေခခွဲလာတော့ဆရာမနှောင်းနှောင်းဆန္ဒဝင်ဒါပဲ